တခိုးမောက်တော့လုံးဝကိုမတနာတာ လုံးဝမတနာဘူးအဲ့ဒီဆန်ရှင်အမလုတ်တာလဲသူကအရန်လွန်နေပေါ့နော်တခိုးမလည်းကြိုက်တဲ့အပြစ်ပေးပါခါတခိုးတွေရဲ့ပြောတဲ့စကားဒီတိုင်းပဲလာတာဘယ်တော့မဆုံးဝိုင်းလူကြတဲ့အဖွဲစီးရောဆယ်လီရောအများကြီးတဲ့အမလေးဖျားအဲ့ဒါဆိုရင်လေတော့မှဒီနိုင်ငံမှာလေလူကောင်းတွေရှိလာမှာမဟုတ်ဘူးလူကောင်းတွေရှိလာမှာမဟုတ်ဒီလိုခိုးဆိုးလူနိုင်တခိုးတွေလူလိန်တွေပဲများလာမှာ မင်္ဂလာပါရှင်ခလေး YouTube channel လေးရန်ကြိုဆိုလိုက်ပါရစေ။အခုတက်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဒီအမျိုးသမီးရဲ့ဗီဒီယိုလေးပေါ့နော်။ဗာဗီဒီယိုလေးလဲဆိုလို့ရှိရင်တော့ဒီတခုမှကိုတွားရလှူဒန်းနေလို့ပေါ့နော်။ဒီတခုမှကိုလှူစရာအကြောင်းမရှိဘူး။ဘာလို့လှူရမှာလဲဆိုပြီးသူကဒေါသကြီးထွက်တာပေါ့နော်။သူကတော့ဆဲကျင်တယ်ဆိုပြီးပြောနေတာပေါ့နော်။နောက်ပြီးတော့လည်းဂဲလို့ဆိုခလေးကိုပဲထိထိရောက်ရောက်လှူရမယ်လို့ပြောသွားပေါ့နော်။အခုဟာကကြတော့ဆယ်လီတွေအလှူရှင်တွေကသူအမျိုးသမီးတခုအတွက်ကိုလှူနေတယ်လို့ဖြစ်နေပေါ့နော်။ဗီဒီယိုလေးထဲမှာဆိုရင်တော့ဒီအမျိုးသမီးအပြည့်အစုံပြုတ်ပြပေးသွားမှာဖြစ်ပါတယ်။ဘာတွေပြောမလဲဆိုတာခလေးနဲ့တူတူလိုက်ပါနားထောင်ပြီးပို့လဲအမျိုးတို့ဖိတ်ခေါ်လိုက်ပါရှင့်။ တခိုးမှတခိုးမှမနေ့ကဆိုရှယ်မီဒီယာမှာအယားမှွေသွားတဲ့တခိုးမှအကြောင်းပြောချင်လို့မနေ့ကတော့အယားဆဲချင်နေတာဗီဒီယိုတင်လို့ line လုံးဝမကောင်းလို့အောင်လိုက်ရတယ်ဆဲချင်တဲ့စိတ်ကိုဒီနေ့တော့ဆဲချင်တဲ့စိတ်ကလည်းနေတော့ရော့သွားပြီပေါ့နော်ကျမတို့ကျမတို့ပြောချင်တာကျမတို့မြန်မာလူမျိုးတွေ ကျမကအစပါတော့ကျမအပေါင်းကျမအပေါင်းအရန်တနာတကြတနာတကြတနာတကြတကလေးပါပြီကလေးဆိုရင်ကိုမကိုကျမတို့မိဘတွေအထူးသဖြင့်မိခင်တွေပေါ့နော်ကျမတို့တာသမီးရှိရဲ့မိခင်တွေအဆိုးဆုံးမိခင်တွေအရန်တနာတတအရန်တနာတတမနေ့ကတနာတတမနေ့ကတနာတတမနေ့ကခိုးမလို့ပဲတုံးတော့နော်တခိုးမလို့ပဲတုံးတော့နော်တခိုးမတခိုးမကပစ္စည်းတခိုးတယ်ဆက်ကြဆိုင်ပါဆန်ရှာစိတ်တူတယ်ဆန်ရှိတ်တူတယ်စိတ်တူတဲ့အခါကျတော့ဆန်ရှင်ကစိတ်တူတဲ့အခါကျတော့ဆန်ရှာလည်းအရန်လွန်တာပေါ့နော်ရန်လွန်သွားတယ်ဘာလို့လဲဆိုတော့ရဲလက်လက်အမယ်သူက ရဲလဲလဲလို့နေမှလောက်တလို့လို့ရပို့ဖြစ်သွားပါတော့ဒါမဲ့ तू ကလည်းခုခံရတဲ့ခါမှာဒေါသအလျောက် ဖြစ်တာလည်းပါမှာပေါ့နော်ခုခံရတဲ့အခါမှာလည်းပါတာပေါ့နော်အရန်စစ်ကိုလည်းခုခံရလို့ပါညကျမကိုယ်တိုင်လည်းပစ္စည်းခုခံရဘူးတယ်တမညလည်းတိုက်ခံရဘူးတယ်ခုခံရဘူးတယ်တမညတိုက်ပြီးတိုက်ခံရဘူးတယ်ပေါ့နော်အဲ့မျိုးဆိုတော့ကျမအဲ့နေရာကိုချင်းစားတယ်ဒါပေမဲ့သူ့လုံးရက်ကအရန်လို့တွားတာပေါ့နော်အပြစ်ကကလေးပါလို့ပို့မှဆိုးတော့တာပေါ့ကလေးကိုလည်းတွန်းတာလို့ပြောတာပေါ့ကန္နာမျိုးလို့ပြောကလေးကိုပါကျိုးတုပ်ထားတာမျိုးလို့နေပူလန်းထားတာမျိုးလို့ကလေးကဖနှက်လေးနဲ့မစီထားဘူးချေပလာလေးနဲ့ကလေးကဖနှက်လေးနဲ့ဒီမှာတင်းပေါ်မှာချေပလာလေးနဲ့ချေဖွန်းနူးလေးနော်ဒီနေ့ရောကလေး းကတော့ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာတော့တော်တော်လေးကြီးကဲသွားဆာမကလေးကတော့လေစိတ်ပိုင်းဆိုင်ရာတော်တော်လေးကြီးကဲသွားဆာမကလေးကတော့လေစိတ်ပိုင်းဆိုင်ရာတော်တော်လေးကြီးကဲသွားဆာမကလေးကတော့လေစိတ်ပိုင်းဆိုင်ရာတော်တော်လေးကြီးကဲသွားဆာမကလေးကတော့လေစိတ်ပိုင်းဆိုင်ရာတော်တော်လေးကြီးကဲသွားဆာမကလေးကတော့လေစိတ်ပိုင်းဆိုင်ရာတော်တော်လေးကြီးကဲသွားဆာမကလေးကတော့လေစိတ်ပိုင်းဆိုင်ရာတော်တော်လေးကြီးကဲသွားဆာမကလေးကတော့လေစိတ်ပိုင်းဆိုင်ရာတော်တော်လေးကြီးကဲသွားဆာမကလေးကတော့လေစိတ်ပိုင်းဆိုင်ရာတော်တော်လေးကြီးကဲသွားဆာမကလေးကတော့လေစိတ်ပိုင်းဆိုင်ရာတော်တော်လေးကြီးကဲသွားဆာမကလေးကတော့လေစိတ်ပိုင်းဆိုင်ရာတော်တော်လေးကြီးကဲသွားဆာမကလေးကတော့လေစိတ်ပိုင်းဆိုင်ရာတော်တော်လေးကြီးကဲသွားဆာမကလေးကတော့လေစိတ်ပိုင်းဆိုင်ရာတော်တော်လေးကြီးကဲသွားဆာမကလေးကတော့လေစိတ်ပိုင်းဆိုင်ရာတော်တော်လေးကြီးကဲသွားဆာမကလေးကတော့လေစိတ်ပိုင်းဆိုင်ရာတော်တော်လေးကြီးကဲသွားဆာမကလေးကတော့လေစိတ်ပိုင်းဆိုင်ရာတော်တော်လေးကြီးကဲသွားဆာမကလေးကတော့လေစိတ်ပိုင်းဆိုင်ရာတော်တော်လေးကြီးကဲသွားဆာမကလ အဲ့ဒါကိုတော့ကျမတို့စေတနာတတရရှိတာကိုဆော်ကားပြီးပြောတာမဟုတ်ဘူးနော်ကိုလည်းကိုလည်းတက္ကူရရှိတာကိုဆော်ကားပြီးပြောတာဒါမဲ့လေကျမလေးနည်းနည်းလေးအုံနောက်လေးချင်းချင်းမှာ တာမဲ့လေကျမလေးခုဆိုမျက်စိရင်မပိတ်သွားကြရအောင်တခါလေဖြစ်တင်ဖြစ်ထိုက်တာကိုအကျိုးအကြောင်းကိုတခြားလေးစဉ်းစားမှတိတိကျကျလောက်လေးကူညီရအောင်ကူညီရဆိုရင်လည်းနော်အခုဒီကျမတို့မနေ့ကတွေ့တွေ့မှာပါဆိုရှယ်မီဒီယာမှာသူများတွေပြောနော်ကျမတို့တွေ့မှာဆိုတော့ကျမတို့မနေ့ကတော့ကူညီရတဲ့တခိုးမှကိုဒီစီးပွားရေးလေးထောင်ပေးလိုက်သူလည်းဒီလိုခိုးစားတော့မှာမဟုတ်ပါဘူးဘာဖြစ်တယ်လဲတဲ့ဝိုင်းလူကြတဲ့အဖွဲ့စည်းတွေရောဆယ်တွေရောအများကြီးတဲ့အမလေးပြတဲ့အဲ့ဒါဆိုရင်တော့မှကြီးနိုင်ငံမှာလည်းလူကောင်းတွေရှိလာမှာမဟုတ်ဘူး ေဖေဟာလူကောင်းတွေရှိလာမှာပေါ့ဒီလိုခိုးဆိုးလူနိုင်တဲ့ခိုးတွေလူလိန်တွေပဲများလာမှာဘာလို့လဲဒီလားမြန်မာနိုင်ငံသားကျမတို့တွေကလည်းလှုပ်ရှားလို့ကောင်းနေလေလူလို့အရင်ကောင်းတယ်ဘာလို့လဲအရင်တနာတတာမြန်မာနိုင်ငံသားကျမတို့တွေကလည်းအဲ့ခါကျတော့လူဖြစ်သွားလဲမယောင်ရာစီဖြစ်နေရအ တနာတာမယောင်ရစီလူဖြစ်နေတာအဲ့ခါကျတော့အဲစိတ်ဆိုးရင်လည်းကျမခံမယ်ပေါ့နော် တကယ်မှန်တာတော့ကျမပြောရမယ်မယောင်ရစီလူဖြစ်နေတာအခုတခိုးမှလည်းကျမခံလူတယောက်ကလည်းမှန်တာတော့ကျမပြောရမယ်အမြဲတမ်းမယောင်ရစီခုပေါ့နော်အားလုံးလည်းတည်တည်ထားမြင်မယ်ဒါပေမဲ့ကိုကြီးချင်းစိတ်များလို့တယောက်ကလည်းကျမတို့တွေမျက်စိအမြဲတမ်းဒီတပိတ်သွားတဲ့အချိန်မျိုးရှိတယ်လူတယောက်မှညင်ရှိတယ်မကောင်းတဲ့ညင်ရှိတဲ့လူကလေဘလောက်ပဲကောင်းတာလို့ပြောလို့ကောင်းလာမှာမဟုတ်ဘူးလူတယောက်ကညင်ရှိတာမကောင်းတဲ့ညင်ရှိတဲ့လူကအဲ့လို အခုဒီတခိုးမှဆိုရောလေသူ့မှာမကောင်းတဲ့ညင်ရှိလို့သူများပြစ်စီခိုးတယ်ခက်ခဲတယ်ဆိုတော့ကျမတို့လည်းခက်ခဲခဲ့မှုတာပဲသူတစ်စမတော့မခိုးခဲ့ဘူးသူ့မှာမကောင်းတဲ့ဆိုတော့သူရဲ့မကောင်းတဲ့ညင်ရှိလို့ခက်ခဲတယ်အကောင်းမကောင်းတဲ့ချင်းစရိုက်ရှိလို့ပေါ့နော်ခိုးတာ ခိုးရဲ့ဆိုတော့ဒီတခုံးကတနာဆက်လည်းမလို့လူဆရာလည်းမလို့ဘာစီပွိုင်းမှလည်းထောင်ပေးဆက်မလို့နောက်ဆိုရင်လာပါလိမ့်မယ်ထခိုးတွေအထင်တော့အဲ့ဆိုတော့ဒီတခုံးကတနာဆက်ကမလေးလုပ်ပြမယ်ကလေးရှိသူကကလေးပန်းပြမယ်ကလေးပန်းပြဒီမှာလုပ်ရင်လူတွေရဲ့အားနဲ့ချက်လေလူတွေကတနာနဲ့ကူညီမယ်ကလေးရှိရလဲလူကြီးပြီဆိုတနာကမလုပ်ပြမယ်အခါကျဝိုင်းကူညီကြမယ်မလေးလူကရအားနဲ့ချက်လေလူတွေကတာရရပဲသူတို့ဘွားကလေးရှိရလဲထပ်ပတ်မှုနဲ့ကောင်းစားနေမယ်အခါကျဝိုင်းကူညီကြမယ်မလေးကိုရီးယားဇေဒနာနဲ့တကူညီတာအဲ့ကြောင့်မလို့ကျမတို့လေကူညီရင်လေချင့်ချိန်မှကူညီတာ ားနေချီချီရောက်ကူရောက်ဒီကလေးကိုကူညီချင်တယ်သနားတယ်ဟုတ်တယ်ကလေးကိုပဲချီချီရောက်ကူညီတယ်ဒီကလေးကလေးတယောက်မှလေပုံစားစိတ်အများများတယ်ချီချီရောက်ကူရောက်သူ့အကလေးတခုမှတကူညီရဲဆိုတာဟုတ်တယ်တခုမှတကူညီဆိုကလေးကြောင့်တကူညီတာပေါ့နော်ဒါပေမဲ့ဒီတခုမှပဲတာရတယ်သူကလေအိမ်မှာအလူလေးခတ်ဆိုရက်ခတ်ပြီးနေနေမှာပါငွေနဲ့ခတ်ပြီးနေနေနေမှာပြသူကလေတကယ်ပြောတာပေါ့နော်ဒါပေမဲ့အခုဒီကလေးကိုချီချီရောက်ကူညီပေးလိုက်ကူညီမယ်ဒီကလေးသူကြောင့်တလားကြောင့်စိတ်ရှိတယ်အလုံးဆောင်ရှိတယ်သူကလေအစားစားရမယ်ကလေးတယောက်နော်ဝေးရမယ်ဒါလေက ူညီလို့ရတယ်ဒီကလေးကြောင့်တက်လာတဲ့ဆိုတော့တော်ကြာတဲ့ခြေတော်အဲ့ကူထောက်ပံ့လို့ရတယ်ဆိုမှပြောချာလေအဲ့လိုဝိုင်းကူညီလို့ရတယ်အဲ့တော့အဲ့တခုမှဝိုင်းကူညီကြတာကွယ်ဝိုင်းကူညီကြတာတခုမှတော့ပြောရှင်နေမှာနောက်ထပ်တခုရတဲ့သူဆက်ကြည့်ပြီးအဲဒီလိုလုံးလုံးလို့ရတယ်ဒီလိုဝိုင်းကူညီလို့ရတယ်အဲ့တော့အဲ့မှလို့လည်းဒီလိုလုံးရအောင်လုံးကြမှာတွေးနေလို့လည်းတွေးကြမှာ အဲ့တော့ဒီမှာလို့လေမျက်စိနားပိတ်လည်းလုံးရအောင်အုံနောက်တုံးရအောင်အုံနောက်တုံးဒီမှာလေကူညီရအောင်လို့ပြောချင်တာကျမလေးကြုံဘူးလေနော်လွန်ခဲ့တဲ့ခုနှစ်နှစ်ကျော်ကကျမသားလေးရောအဲ့ဒါကမျက်စိနားပိတ်ရင်လုံးရတာပဲရှိသေးတယ်ရှိမှလေးငါလာပေါ့အဲ့ချိန်မှာကျမတို့ကြီးထားမှာဘူးတူရင်ပြအားကစားကိုရှိတယ်အဲ့မှာကျမအချင်းပေါင်းတော့ဝယ်စားတာအချင်းမတော့ဝယ်စားတော့အဲ့ဒီအချင်းပေါင်းတဲ့နည်းမျိုးချင်းဆက်မလဲတောင်းစားလို့ပဲတုံးတော့လဲမနော်တောင်းစားမီးအခါလေးရှိတယ်ကလေးတွေကကြီးစင်ငယ်လိုက်ကွယ်အဲ့မှာကလေးလေးရဲ့လေမလှတာတဲ့မလှတာလေးတယောက်ပါလာပေါ့အဲ့ဒီအချင်းပေါင်းအဲ့ဒီလေကင်ကွင်းတို့မှုတွေနဲ့လေတောင်းစားလို့ပဲတုံးတော့လဲ ါခေါ်တိုက်နေတောင်းစားမီးအဖွားတွေရှိတယ်။ဖြောတိုက်နေတဲ့အခါကျတော့ကျမတနားလေးနှုတ်ဘူးကလည်းစမပြေနဲ့ကျမအဲ့အချင်ပေါင်းတွေမှာဟဲ့တလူကတနားဆိုင်တော့လို့ကလေးကိုလူမျိုးတိုက်နေရလို့စိတ်မကောင်းလိုက်တာလို့ကိုလည်းတထိမှမဟုတ်ဘူး။ကိုရှိရလေးနဲ့ကလေးနှုတ်မလို့လေးနဲ့နှုတ်ကလေးစမပြေနဲ့ကျမစကားတပြောချင်မပြောတော့အချင်ပေါင်းတွေအမပြောခဲ့တယ်ကျမတို့သူကလည်းအားနာလို့နေမှာတဲ့လည်းမပြောကောင်းနေတော့ညီမလေးတဲ့တလူကတနားနဲ့မတောင်းဘူးလေတလူရဲ့တလူရဲ့ဖြစ်ဒီမှာဒီတိုင်းပဲအဲ့ကျမနားမလဲဘာလို့ဒီလိုပြောရလဲပေါ့နော်အဲ့နဲ့ကျမလည်းပြောတာလေးပဲနားထောင်ပြီးအဲ့ဖွားစီသွားလိုက် အဖေကငေါ့မုံတော့ပြောပါလေသူအမေကပလုံကောက်သွားတယ်တဲ့ကလေးတွေကသူထိနေအဲ့ချိန်မှာလေအဲ့ဒီအဲ့လိုမျိုးအဖေစီမရောက်ချင်ချင်မဆိုင်နေတဲ့အဖေစီလာတဲ့ချိန်မှာအဲ့အဖေမိတွေကအသက်အဖေကငေါ့မုံတော့ပြောပါလေ၄နှစ်အရွယ်ပဲရှိမှာပလုံကောက်အဲ့ကလေးရှိတာကလေးတွေကသူထိနေအဲ့ကလေးဆိုတော့သူနေထိုင်ကြည့်ပြညာတောင်းအောင်ကျင်နေလဲဆိုင်တာပေါ့နော်စလိုက်ဆိုတာဒါမှမြင်ရှိတယ်မကောင်းတဲ့မြင်ပေါ့နော်အဲ့ကလေးလေကျမကိုမြင်တာလည်းပါပြောတယ်ရှိမှာ နော်အဲ့ကလေးစီအန်တီကြီးကိုလှုပ်အဲ့အန်တီကြီးကိုဝိုင်းလှုပ်တယ်သူနေထိုင်ကြည့်တာတော့ကျွန်တော်လည်းဆက်ကျွန်မလည်းအများကြီးပြောတယ်ဒါမှမဟုတ်ရုပ်ပါလေလေနော်ကလေးဆိုတော့ကြောက်ရွံ့ပြတကယ်ပြောတာအဲ့ကလေးလေကျွန်မကိုနေတာပုံစံလေးအဲ့လိုမျိုးယူပြတာကျွန်မလည်းအများလန်တော့ဆိုဒါမှမဟုတ်အဲ့ဖော်တော့ကျွန်မကူညီခဲ့တယ်ကလေးကလေးနော်အဲ့လိုအချင်းရှိတယ်ပြောချင်တာလေကျွန်မလည်းမျိုးနာလို့ရှိတာပြချင်တဲ့စိတ်သက်ရှိတာ ညနေတရားရှိတာအရင်ကစက်ကလာတော့ဟုတ်တယ်စင်စစ်ခက်လေးတွေအယိုးခက်လေးတွေလို့တော့တမ်းမဲ့လေးလေရောင်ရစီလူကြပါနဲ့လို့အုံတော်လေးနဲ့ချင်းချိန်ပြီးမှနောက်ဆိုရင်လူတိုင်းရအောင်လို့ကျမပြောချင်တာမနေ့ကဆိုလေအရာဆဲချင်တာကျမလေးမဆက်ကိုရလို့အဲ့ဒါလေးအယူခံလို့မကောင်းလို့ကျမဒီတာမဲ့လေးဗီဒီယိုမတင်လို့မရတာအဲ့ဒါကျမဒီနေ့မှပြန်တင်ရဒီနေ့တော့တိတ်တော့စိတ်ပေါ်အခုတော့ဟိုမှာကျွလွန်တဲ့အမတော့လို့ကျမပြောချင်တာမနေ့ကဆဲမှာတဲ့ဆဲချင်တာကျမလေးမဆက်ကိုရလို့ခိုးတဲ့တခိုးမကအိမ်မှာရက်ခတ်ပြီးနေနေတဲ့ ပြုံးလေးတွေနဲ့နည်းနည်းလေးလုပ်ပြမှာ drama တွေအချို့ပြတယ်အခုတော့ဟိုမှာအော်ဆရာလေးနဲ့အမကတော့တကယ်နဲ့နားတဲ့ကလေးကဟိုမှာမျက်ရည်မျက်ခွန်းနဲ့အာတကယ်တကယ်ဟို အဲ့ဒါတော့တို့တမိုင်းပေါ်တော့အမန်ကဟုတ်လားဘလို့လဲဘာညာမသိတော့ဒါပေမဲ့ကိုယ့်ရဲ့မျက်စိလက်ရှိအမြင်မှာကိုမြင်တဲ့ဟာကိုဒီပဲကျွန်မပြောပြတာပေါ့နော်ပြောချင်တာပေါ့နော်အဲကြောင့်မလို့စားရှိကလေးရရမှာပြလို့ဗီဒီယိုပဲတင်လိုက်တော့တယ်နောက်ဆိုရင်ကိုကြီးကျွန်မတို့အဲ့ဒါတော့တို့တမိုင်းပေါ်တော့အမလုံးသားထဲအုံနောက်ကိုချင်းချင်းမှာကိုကြီးကြရအောင်လို့ပြောချင်တာကိုယ့်ရဲ့မျက်စိလက်ရှိအမြင်မှာကိုကြီးတဲ့ဟာပဲကျွန်မပြောချင်တာအဲ့ဒါလေးပါပဲပေါ့နော်အများကြီးပြောရင်လည်းနားထောင်ရပြင်းနေမှာဆိုလို့ ခင်လေးရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲပြီးမှပြောပြပေးသွားတာကြတော့ကုညီမယ်ဆိုတဲ့အလှရှင်တွေပေါ့နော်လူရှင်တွေကိုပြောပြချင်တာကခိုးတဲ့တကူးမကသူ့ရဲ့ညင်သူ့ရဲ့ဇယိုက်ဖြစ်တဲ့အတွက်အဆန်ပြက်ပြီးဆိုတာနဲ့သူကဒီခိုးမဲ့အလုပ်ကိုရမနာလုပ်သွားမယ်ဆိုပြီးတော့ဒီအမကတော့ပြောချင်တာပေါ့နော်အခုချင်းနေတဲ့အမျိုးတွေရောဘလို့ထင်မြင်ယူစားလဲဒီလူမျိုးတကူးသားမိကိုလူနေတာကိုအမျိုးတို့ကကျင်နေလားခင်လေးရဲ့ကောမလီမှာမတ်ချက်ကြီးကိုဝေဖန်ကြံပြုတ်ပေးခဲ့ပါအောင်နော်နောက်ထပ်လည်းသတင်းဆက်တွေရရှိလာအောင်မယ်ဆိုခင်လေးဆက်ပြီးတော့တစ်ဆက်ပေးပါအောင်မယ်အမျိုးကြည့်ရှုပေးဖို့လဲတောင်းဆိုချင်ပါသေးရှင်ခင်လေးရဲ့ channel လေးကိုလည်း like subscribe နေထားပေးဖို့မမေ့နဲ့နော်ဒါဆိုရင်နောက်ထပ်ဘယ်လိုမှပြန်ဆုံကြအောင်မယ် 对的。